မင်္ဂလာပါရှင်ဖဲခွန်ပင်လောင်းနယ်ဆက်ကနေအိမ်မီရှုခံရတဲ့ဆက်ဆောင်တွေအတွေ့တဲအလုံးရဲ့တရားလိုအပ်နေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းကရနီနယ်ဆက်ဖဲခွန်မြို့နယ်နဲ့ပင်လောင်းမြို့နယ်ကြားကနေအိမ်မီရှုခံရပြီးထွက်ပြေးသိမ်းရှောင်နေရတဲ့ဆက်ဆောင်တွေအတွေ့တဲအလုံးရဲ့တရားကြောလိုအပ်နေတယ်လို့စစ်ပေးဆောင်ကုင္ကြီးအဖွဲ DFKK ရဲ့တာဝန်ခံတဦးကပြောပါတယ် 2025ခုနှစ်စက်တဘာလ17ရက်နေ့ကစပြီးဖဲခွန်ပင်လောင်းနယ်စပ်ကိုစစ်တပ်နဲ့ပြန်လို့ကဆက်ကြောင်ထိုးလာတာကြောင့်ကျေးရွာဆယ်ရွာကျော်မှာရှိတဲ့လူဦးရေ4000ကျော်စပေးတင်ဆောင်ခဲ့ရပါတယ်။ပြီးခဲ့တဲ့အော်တိုဘလာ17နဲ့14ရက်နေ့တို့မှာစစ်တပ်နဲ့ပြန်လို့တက်တို့ကဘောရန်ကျေးရွာနဲ့မြောက်စလုံးကျေးရွာမှာရှိတဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဒေတာခံတွေပေးလို့ရထပ်မံထွက်ပြေးတင်ဆောင်ခဲ့ရပါတယ်။ လက်ရှိမှာဘောရန်ကျေးရွာကနေ ထွက်ပြေးတင်းရှောင်လာတဲ့စစ်ရှောင်တွေအပါအဝင်ကျေးရွာ၃ရွာမှာရှိတဲ့စစ်ဘေးရှောင်တွေအတွေ့နေထိုင်ဆရာသဲရင်အလုံးတရာကျော်လိုအပ်နေပြီးမိုးကာသဲရင်တလုံးလေး၆တင်းကျန်တဲ့ပါဝင်ကူငင်နိုင်တယ်လို့အတိပေးထားပါတယ်ရှင်။